တောင်ကုန်မျိုးနဲ့နီးတဝိုက်မှာရော့တရက်ရေကြီးလို့အရေးပေါ်ပြောင်းရွှေ့နေရ။ယနေ့ဇွန်လ20ရက်နေ့နက်ပိုင်းမှာတောင်ကုန်မျိုးနယ်နဲ့အုတ်တွင်းမျိုးနယ်အဆက်ရှိခပောင်းချောင်းဟာရော့တရက်ရေမြင့်တက်လာခဲ့ပြီးချောင်းရော့တစ်လျှောက်ရှိကျွေးရများမှာရေဝင်ရောက်ခါဒေသခံများဘေးလွတ်ရာသို့ပြောင်းရွှေ့နေကြရကြောင်းသိရပါတယ်။ခပောင်းချောင်း၏ထပ်ပိုင်းဘကိုးရုံးမှဒေသမှာမိုးတဲထန့်စွာရွာသွန်းမှုများကြောင့်ချောင်းဟာ မနေ့တနအိဝင်းရှင်ကလေးကတဖြည်းဖြည်းတက်လာကြအောင်ဒေသခံများကဆိုပါတယ်။ချောင်းရီကမနေ့ကလေးကတက်နေတာ။ချောင်းရီမကြီးတာဆယ်စုနဲ့နှစ်စုလောက်ကြာခဲ့ပြီ။ဒီနေ့မဟုတ်ကာလမှာပဲချောင်းရီကြီးမှုနဲ့ကြုံတွေ့နေရတယ်။ဒေသခံတို့ကပြောကြခြင်းဖြစ်ပါတယ်။ယနေ့နေ့ခရနာရီအချိန်ခန့်မှာစတင်ကရေတက်မှုများပုံမိုလင်းမြန်လာပြီးချောင်းနှီးရှိကင်းစိတ်ဈေးပင်သား ုတ်ကုတ်ပင်စုဂျေချန်းချက်ရကုန်းစင်စိတ်အောင်းမင်စုနဲ့ပုစုစသည့်ကျေးရွာများတွင်ဂျေဝင်ရောက်လျက်ရှိကြောင်းသိရပါတယ်ဂျေဝင်ရောက်မှုအများဆုံးဖြစ်တဲ့ကင်းဆက်ရွာတွင်ရေအမြင့်မှာနှစ်ပေကျော်လူကြီးခါးထိရောက်ရှိနေပြီဖြစ်၍ရွာလုံးကျွတ်ရွှေပြောင်းနေကြရကြောင်းဒေသခံတို့ကပြောကြပါတယ်အဓိကကတော့ရုံမဘက်မှာ မိုးရွာတာဆက်သွားတော့မိုးများပြီးဒီဘက်နောက်ဘက်ကချောင်းရေရှမ်းတာပေါ့ ခပောင်းကငကောကလေးကရေစည်းချမ်းနဲ့ရေဝင်းမြန်နဲ့တိတနာပေါ့ရေကြီးရချင်းရဲ့အဓိကအကြောင်းရင်းမှာမင်းညားကတောင်ငူနောက်ဖက်ဘကိုးရုံးမှတွင်မိုးကြီးကြီးရွာသွန်းမှုကြောင့်ရုံးမကိုမြဖျားခံသည့်ပုတ်ပဲချောင်းနဲ့ချောင်းမငယ်ချောင်းတို့မှာတောင်ကြရေများဒလဟောထိုးဆင်းလာပြီးခပောင်းချောင်းပင်မဆယ်အောက်ပိုင်းတောင်ငူအနောက်ဖက်နားမှတဆင့်ခပောင်းချောင်းထဲသို့ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါသည် ချောင်းရည်ဟာမနဲ့အာယုံတက်ချင်ကလေးကတရရိပ်တက်လာခဲ့ပြီစန္နာရီခန့်အထိအတက်မကျန်းသေးတော့လဲစရဏရီဝန်းကျင်ခန့်မှာမင်းနဲ့ပိုင်းတွင် တဟုန်တို့တက်လာခဲ့ကြအောင်ဒေသခံများပြောပါတယ်ညစရဏရီကြော်လောက်ကလေးကတက်နေတာရေရဒဇဒဇနဲ့တော်တော်များလာပြီထပ်ပြီးတက်အောင်မယ်လို့လည်းကြားတယ်တချို့တော့ရှောင်းကုန်ကြပါပြီကင်းစိတ်ပတ်တော့အကုန်ရှောင်းကြရပြီ ရေဘေးသင့်ဒေတာကန်အမျိုးသမီးတူကပြောကြားခြင်းဖြစ်ပါတယ်။ခပောင်းချောင်းဟာစစ်တောင်းမြတ်တွင်စီးဝင်တဲ့ချောင်းတစ်ခုဖြစ်ပါတယ်။ယခုဖြစ်စဉ်သည်ခပောင်းဆန်နဲ့သက်ဆိုင်ခြင်းမရှိဘဲဆယ်လဲဘာမှမဖြစ်ကြောင်းပုံမှန်ရေလွတ်တာပဲရှိကြောင်းသိရပါတယ်။ရေကြီးမှုကြောင့်ရွာအများစုမှ ပြည်သူများသည်လူမှုကွန်ရက်တင်များနဲ့အရသားများ၏အချင်းချင်းကွန်ရက်မှုဖြစ်ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေကြရပါတယ်။ဒေသခံအာဏာပိုင်များ ကယ်ဆယ်ရေးဖွဲ့များကပြည်သူများကိုဘေကင်းရာသို့ချက်ချင်းရွှေ့ပြောင်းနိုင်ရန်ညွန်ကြားချက်တိုင်းမိသားစုလိုက်ဆောင်ရွက်ပေးလျက်ရှိပါသည်။တောင်ငူမြို့၁၇ရက်ကွက်ကံတော်ကြီးနှင့်ကလျက်ရှိသောကံတော်ကြီးအနောက်တောင်တောင်ကျွန်းတော်ကုန်းဈေးကုန်းပိုင်းထိရေရောက်ရှိနေပြီးတရားချေရင်အထိပင် ရေတက်နေကြောင်းသိရပါသည်။ဒီလိုနေရာမျိုးထိရေကြီးတယ်ဆိုတာတသက်နဲ့တကူမကြုံဘူးဗျာ။ဒေသခံတို့ကပြောကြားခြင်းဖြစ်ပါသည်။ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ယနေ့နေ့ခရနာရီထုတ်ပြန်ချက်အရပဲခူးတိုင်းတွင်ယနေ့ညနေပိုင်းထိနေရာကွက်၍မိုးကြီးနိုင်ကြောင်းသိရသဖြင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်ဖြစ်ပေါ်နေသည့်မိုးရွာမှုအခြေအနေပေါ်မူတည်၍အစိုးရနှင့်ပရာဟိတအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်နေကြောင်းသိရပါသည်